အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမိုးကျော်စင်ရေးသားတဲ့ရေမွန်လိပ်ပြားဆိုတဲ့ဝတ္ထုတော်တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာရေမွန်လိပ်ပြားမထူကြမှန်းတိနေတော့လဲဘေးစင်မရေပိုက်ကောင်းဘားလေးကိုလှည့်ဖွင့်လိုက်သည်ဒဇက်20ခန့်ကြပြီးဇက်တန်သွား၏ ရေချိုကန်တွေကရေပါတစ်ခုနဲ့ရေပန်းတို့ကို ဖွင့်ကြည့်မိပြန်၏ရေစီကြောင်အနေငယ်ကြလာပြီးရက်တန်သွားပြန်သည်ဒါတွေကလွန်ခဲ့သောနှစ်ရက်ခန့်ကအတိုင်းတိတိကျကျပြောရရင်ကျွန်တော်ဒီတိုက်ခန်းကိုစတင် ပြောင်းရွှေ့လာခဲ့သောလွန်ခဲ့သည့်နှစ်ရက်ခန့်ကအတိုင်းပင်ဖြစ်သည်ရေရင်ထဲရှိ ကောစလုံးအလက်စားထဲမှတဝက်တစ်ပြက်ရှိနေသောရေသာဒီတိုက်ခန်းတွင်ကြန့်ရှိတော့ကြောင်း ရေတံဘူးကြီးအလွတ်နှလုံးကတက်သေးပြနေကြသည်နောက်ဖေးဘက်မှတိုက်ခန့်အခြေအနေကိုအကဲခတ်ကြည့်လိုက်သည်ခါဟာနေသာမှန်ပြတင်းပေါက်မှတန်စကားကွက်တွေမှတဆင့်ထိုအိမ်ဤမိဘကန်းကိုတစွန်တစမြင်နေရသည်နေလေနေခင်ဤတိတ်ဆိတ်မှုကိုထိုမိဘကန်းတဲ့တွင် အထင်းသာလှန့်တွေ့လိုက်ရသည်လူရှိနေသည့်တိုင်လူမနေတော့သည်မှာကြာပြီဖြစ်သော ကျွန်တော်တိုက်ခမ်းဘက်သို့လန့်ကြည့်မိခြင်းမှကြည်မီပေမည်။အခုလောက်ဆို စိတ်ချရပြီ။အဝေးတိုက်ခမ်းတွေလမ်းသွားလမ်းလာမြင်ကွင်းတွေကခေါင်းရှုပ်စေသောအချက်လက်တွေမဟုတ်။လက်ထဲတွင်ကင်ထားသောပလတ်စတစ်ပိုက်ပြော့ခွေးလေးကိုထုတ်လိုက်သည်။အရှိ၆ပေ လုံးပတ်အဝါကလက်မဝက်ခံ45ဒီဂရီခန့်အစင်သင်ဟထားသောမှန်ပြတင်းမှကျွန်တော်တိုက်ခမ်းအနောက်ဘက်ကလျက်တည်ရှိနေသော ရေတိုင်ကီခြေနေကိုပြန်ကြည်လိုက်သည်တံဖြူရေတိုင်ကီပေါ်ဝက်ကက်တွေတာလဘတ်ဆာတွေအုတ်ခဲတွေကဝယုံသုံးကားဖုံးအုပ်နေကြ၏ထိုခြေနေကပင်ရေတိုင်ကီအနားဝက်ကက်ကြားအလွတ်ဟနေသော အပေါက်လေးတွေပလတ်စတစ်ပိုက်ပျော့လေးကို ထိုးသွင်းရန် အကာအကွယ်ကောင်းများဖြစ်နေပြန်သည်နောက်ဆုံးတွင် ကျွန်တော်ပလတ်စတစ်ပိုက်ပျော့လေးသည်လွတ်ဟနေသော အပေါ်ပေါင်းနှကမ်းမှတဆင့် ေတိုင်ကြီးတဲ့ခေါင်းဆိုင်ဆင်းသွားပြီဖြစ်ကော်ရီဘုံတလုံးနဲ့ကော်စလုံးကြီးတလုံးတို့ကို အသင့်ပြင်းပြီးသည်နှင့်ပိုက်ပြော်လေးကိုပါဇက်တွင်ကတ်ခါပါနှစ်ဖက်ခြိုက်ခွက်သွားသည်ထိလင်းငါချိန်ခန့်စုံယူလိုက်သောအခါရေလောင်ကန်တိဆောက်ပုံကိုတိုက်ခန်းတွင် ပုံစံမဟုတ်ပဲတိုက်ခန်းအနောက်အပြင်ဘက်ကလျက်တွင် တိဆောက်ခြင်းပထမတည်းဤရေတိုင်ကြီးကိုဒုတိယထက်နောက်တွင် ထားရှိခြင်း စသည့်အချက်တို့ကြောင့်အဆောက်အုံပုံစံရေးဆွဲသူကိုကျေးဇူးတင်နေမိတော်၏လွန်ခဲ့သော9ရက်ခန့်မှညာဦးပိုင်းချိန်တွင်ဖြစ်သည်တက်ကိုကန်ဝန်ထမ်းလေး၏ဖုံးလာနေတဲ့ဟူသောစကားကြောင့်ကျွန်တော်ပြေးကင်တော့အင်ချံပြေကျိုးဆောင်တအူးထံမှဖြစ်သည်တငယ်ချင်းတယောက်ချိတ်ပေးထားသောလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်ရုံကန်ဖွင့်ထားသည့် NDG တယောက်ကားဂိတ်နှင့်ဤမြို့နှင့်ဤကျောင်းနှင့်ဤ ဈေးနဲ့နီးရေမီအစုံစသည့်အချက်လက်တို့ဖြင့်ပြည့်စုံသောငါးလွာမြောက်တိုက်ခန်းတခန်းတလနေထိုင်ခွင့်အခါကတာမန်ထက်2000ခန့်တက်သားနေသည်လက်လွတ်သွားမည်ဆိုသောကြောင့်ယခုညာတွင်ချင်းပင်တွားကြည့်ရန်လှမ်းကြောင်းကြခြင်းဖြစ်သည် ကျွန်တော်လက်ခံလိုက်သည်တဲခုခန်းတစ်ခုတွင်လနှင့်စီ၍နေထိုင်စားတော့ဈေးကိုကျွန်တော်လက်ကြံွေပမာဏကကြာရှည်တိခန့်နိုင်မည်မဟုတ် ဤသို့ဖြင့်တစ်ဖက်ကပွဲစားတအုပ်နှင့်အတူ ကျွန်တော်တို့သွားကြည့်ဖြစ်ခဲ့ကြသည်တွန်းဖွင့်လိုက်သော တကားမြေတံနှင့်ရုတ်တရက်ကြားရောက်ကျူးကျော်လိုက်သောလက်နှိတ်တံမီးရောင်ကြောင့်အလံတကြားထခုံလိုက်ကြသောပုံငွေတွေကို တွေ့လိုက်ရသည် တခန်းလုံးပြည့်သိမ့်နေသော အမောင်တဲလက်နှိတ်တံမီးနှစ်လက်ဖြင့်ကျွန်တော်တို့တိုးဝင်ခဲ့ကြသည်၅၅ပေ60ကျေဝန်းနောက်ဖေးမိဘကမ်းမလွဲ၍ ံနေရာအလုံးရှာတို့အပြစ်ခင်ပြီးသားအိတ်ခမ်းနှခမ်းဖွဲထားသည်အိတ်ခမ်းနေရာတွင်အေကွန်တလုံးကျွန်တော်ဘက်ကပွဲစား NDG ပြောသည့်ထက်အချက်လက်တွေကပုံမိုတာနာနေသည်ခနေဒီကမိခလုတ်တွေတစ်ခုမှ သုံးမရတော့ခြင်းမိချောင်းတစ်ချောင်းမြရှိမနေခြင်းနှင့်ရေပိုက်ကောင်းတွေမှရေတစက်မှကျမလာခြင်းပင်လူသူကင်းဝေးနေသည်မှာ၆လကျော်ပြီဖြစ်သောကြောင့်ဟု တစ်ဖက်ပွဲစားမှအကြောင်းပြသည်လိုအပ်ချက်များကို အင်ရှင်ဘက်မှ အမြန်ဆုံးပြင်ဆင်ပေးမိဖြစ်ကြောင်းကတိပေးသည်နေတိုင်းစားတော့ရေးတို့တွင်တောင်ကြကြပြကြကြ နေနိုင်အောင် ပြင်ဆင်ခဲ့သော စိတ်နှင့်အာနာတတ်သောအကျင့်တို့ကဒီနေရာတွင် ကျွန်တော်ကို အကောင်ဆုံးအကျိုးပြုတော်သည်နောက်ထပ်နှစ်ရက်ခန့်ကြာညနေတစ်ခုတွင်ဤတိုက်ခန်းလေးစီကျွန်တော်ပြောင်းရွှေ့လာသောအခါလာကြည့်သောညကအတိုင်း ဘာတစ်ခုမှမပြောင်းလဲသေးသည်ကို တွေ့လိုက်ရသည်။မှန်ပြတင်းတွေမှတဆင့်အပြင်မှဝင်လာသော နေလေကင်းလက်ကျန်လင်းရောင်များကြောင့်တိုက်ခန်းထဲမှအခြေအနေကိုပုံမထင်ရှားစွာတွေ့ရသည်။တကယ်တော့နောက်ဆုံးနေထိုင်သွားသူတို့ကမြေလံစနစ်ကျင့်သုံးသွားခြင်းပင်လျှက်စစ်မိန်ခလုတ်နေရာတွင်တစ်ပင်တစ်ပင်၏အမြင့်တွေကိုလျှက်စစ်ဝါယာစများဖွာလန်းနေကြသည်။ အကွန်ရှိတော်လဲတုံမရနိုင်တော့အချိန်လေးကို အင်ရှင်စီဖုံးလန်းဆက်တော့ခါမလုဆောင်ရသေးသောဂရီတစ်ခုကိုသာထပ်ပေသည်အကန်တောင်တနေရာမှာပင် ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိသောကြံမွေဟောင်းတစ်ချောင်းနှင့်လှည့်ကျင်း၍အိယာတစ်ခုကို ဖန်တီးလိုက်သည်ပြီးတော့ဖျောင်းနိုင်တထုပ်ကိုအပြေးသွားဝယ်ရသည်မနေ့လင်းလင်းချင်းလမ်းတစ်ဖက်မျက်နှာချင်းဆိုင် ရေတန့်ဖြန့်ချီရေးမှာ ရေတံဘူးကြီးနှစ်ဘူးလှမ်းမာရသည် မတက်နိုင်သောတောက်သုံးရန်အစဉ်စဉ်တန့်စင်မှုပြုလုပ်ထားသောရေတံနှင့်ပင်အဆဆရာရာကို ဖြည့်ရှင်ရတော်၏အင်ရှင်လွှတ်လိုက်သောမိသမားနှစ်ယောက်ရောက်လာ၏မိခလုတ်တွေဖန်ချောင်းတွေပြင်ဆင်ပေးသွားချိန်မှာတော့မွန်လွယ်စားပြုနေပြီလျက်စင်နှင့်ပတ်သက်ပြီးအစဉ်ပြေပြီးမှရေမော်တာဖြန့်ချလိုက်သောအခါနောက်ထပ်ပြဿနာတစ်ခုကို ွားကနေထက်တွေ့ရပြန်လီပြီးရေမော်တာကအလုံးမလုံးနောက်တနေ့ရေမော်တာဆရာကိုထက်ဆောင်ရပေအောင်တော်မီဤသို့ဖြင့်နောက်ထပ်ရေတံပိုးစီနှစ်ပိုးထပ်မလိုက်ပြန်သည်နောက်တနေ့မွန်လဲတနာရီကျော်သည့်တိုင် မနေ့ရောက်မည်ဆိုသောရေမော်တာဆရာတွေရောက်မလာသည်ရွှေဆိုင်ထားရသော သင်တန်းများချိန်ဆမှုများအတွက်တနုံနုံခန်းစားနေရစေ အတန်တချို့ကိုရုတ်တရက်ကြားလိုက်ရသည်ကျွန်တော်တိုက်ခန်းနောက်ဖက်မှထွက်ပေါ်လာခြင်းဖြစ်သည်အတန်ကအစမပြဲပြေးကြည့်တော့ကျွန်တော်ခန်းနောက်ဘက်တွင်ရှိသော လေးလွာမှရေတိုင်ကီသည် ရေရှမ်းပိုက်ကောင်းလေးမှတဆင့်ရှမ်းကျနေခြင်းဖြစ်သည်အင်ရှင်တွေတတိမထားမိသေးတာကြောင့်ရေကျနေမှုက တော်တော်နှင့်မရက်ကျွန်တော်မရရှိသေးသောရေသည် အခြားတိုက်ခန်းတစ်ခန်းအတွက်မူ ရုပ်ဖိတ်ဆင်မှုများသာဖြစ်နေတော်၏။ရှမ်းကြနေသော ရေတိုင်ကီမှရေကိုမှင်တက်စွာငေးမိနေစဉ်မှာပင်ရေတိုင်ကီပေါင်းနှခမ်းနှင့်ဖိထားသော ဝက်ကကြားလွှတ်နေသောအပေါက်တစ်ခုကိုရုတ်တရက်တွေ့လိုက်ရ၏။ထိုရေတိုင်ကီနှင့် ကျွန်တော်တိုက်ခန်းနောက်ဖက်ပြတင်းမှ အကွာအဝေးသည်အလုံးစုံရှိလာလေးပေခံသာထိုချိန်မှာပင်ရေပေးဒုက္ခခံစားနေရသော ကျွန်တော်အသိဉာဏ်ထဲမှာ အမောင်တွေ ဖြက်ခနဲပွင့်သွားကြတော့ဤသည့်အချိန်ပြတင်းပေါက်ဖွင့်ကြည့်ကြည့်တိုက်ပေးကလျက်အလေတန်းကြောင်းဝန်းကြီးတဲ့ရှိ ခရီးပင်များပေါ်တွင်အုပ်စုဖွဲ့တိတ်ဆိုနေကြသောဇာကလေးငှက်ဦးကြီးကိုအပေါ်ကြီးမှတွေ့နိုင်သည်၅မိနစ်ခန့်လမ်းလျှောက်မိလျင်နာမည်ကြီးဇေဒီလေးတဆူစီရောက်နိုင်သည် တိုက်ရှိမှထွက်ပြီးခြေလမ်းဆယ်လမ်းခန့်ရွေးလိုက်ရုံဖြင့်ကမှတ်တိုင်တစ်ခုကအလွယ်တကူ ဤမှတ်တိုင်လေးကကာရှာသည်ဟု ယူဆလျင်လမ်းမကြီးတိုင်း3မိနစ်ခန့်လမ်းလျှောက်လိုက်သောအခါဈေးကြီးတစ်ခု၏နာမည်နှင့်အထင်ကရကားမှတ်တိုင်ကြီးတစ်ခုရှိနေသည်ဖုံးဆက်သွဲအတွက်ဟန်ဖုံးမရှိတော့လဲကောင်းလောင်ကျိုးလေးတစ်ချောင်းချထားရုံဖြင့်ကျိုးဖုံးတစ်လုံးဤပါအစဉ်ပြေနေသည်ဆောင်းငါးဆိုင်နှစ်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်တွင် ကလုတ်တိုက်မိအောင်ပေါများလှသောဤနေရာလေးသည်ပွဲစား NDG ပြောခဲ့သည့်အတိုင်းကျွန်တော်တို့ အစဉ်ပြေနိုင်သည့်အနေအထားတွေပဲဖြစ်သည်ကနေဒီကလာနေငယ်ကန့်ကြောင်းခုနှစ်ထက်မြင့်သော တိုက်တလုံး၏လေကားရှည်ကြီးတစ်ခုတွင် နေ့စဉ်အစဉ်တွေ့အတက်တွေ့နေကြတော့လဲမျက်နှာစိမ့်တွေကရှင်းမဲ့မလာကြသို့သောကွယ်ဝှက်နေသောအကြည့်များ၏စူဇန်ခြင်းများကိုတော့ရင်ဆိုင်နေရမည်ဖြစ်သည်တိုက်ခန်းများအလုံးလိုလိုသည်မိသားစုဖွဲ့စည်းများသာဖြစ်ပြီး ကျွန်တော်တိုက်ခန်းတာအယောင်ဖြော့သော လူငယ်တယောက်၏အထီးကျန်ဆန်းဆန်းနေထိုင်မှုမျိုးဖြစ်နေသည်ဧည့်သည်ခေါ်ဒီကအစားတတိရှိရာ၏ကျွန်တော်တိုက်ခန်းအောက်ထက်လေးလွာမှမိသားစုကတော့ကျွန်တော်နှင့်အဆက်အဆံနည်းနည်းပါးပါးရှိတတ်သည်ရေစင်းပိုက်ပဲ့၍ရေရှမ်းစင်းကတစ်ကျင်းသူတို့ရေတိုင်ကီပေါင်မြင့်ရန် ပြင်စင်စင်းကတစ်ကျင်းထို့နှစ်ကျင်းစကားပြောပူသောကြောင့် လေကားတက်ဆင်းတွေ့လျင် ပြုံးပြနှုတ်ဆက်တော်ရှိပညာတတ်ဥပရိယုတ်တွင်ပြင်ရှိအသက်90နီးပါးဇနီးမောင်နှံဖြစ်သည်အမျိုးသားဖြစ်သူနှင့်တိတ်မဆုံဖြစ်တော်လဲဇနီးဖြစ်သူနှင့်တော့မကြခဏဆုံဖြစ်သည်ပိုဟက်ဖြူလေးတကောင်ကဲ့သို့ဖြော့တော်သောအသားရည်နှင့်ယောဂါတစ်ခုခုဖိစီးနေပုံရသောခတ်သေးသေးကိုဟန်ရှင်သူမသည် အစဉ်အားနေနေပုံရ၏သို့သောမျက်မှန်အောက်ကမျက်ဝန်းအစုံကတော့ ခွန်အားနှင့်ပြေဝတောက်ပနေတတ်သည်မြို့ကြီးပြကြီးဆန်ကျင်လုံးသောကြောင့်တော်တွင်ဥပဒေ၏ပုံစံတစ်မျိုးဖြင့်စိုးမိုခြင်းကိုခံနေရသည့်ဤကွန်ကရစ်တောအုပ်ထဲတွင် လူရင်ကျေးမှုပုံစံတန်ကတဖြည်းဖြည်းပိန်လီ ပါလျားလာခဲ့ပြီးဖြစ်သည်ဤတောအုပ်ကြီးထဲကမှအစာလားရှာမိသောမိမိသည်တာကောင်တကောင်အတွက်မူတော်တွင် ဥပဒေသည်အနေငယ်သစိမ့်ဆန်နေခဲ့သည်ကတော့အမှန်ပင်ဖြစ်၏ ဟာကျွန်တော်မင်းတက်မိသွားသည်ခြေဘာကိုအဆုံးထိဖွင့်ပြီးတော့လဲရေ၁၂၀ကျပြီးရက်တန်သွားသည့်ဘေးစင်မှရေပိုက်ကောင်းလေးကို အလန်တကြားကြည့်မိသည်ရေချိုးကန်းစီပြည့်၍ရေပန်းနှင့်ရေပိုက်ကောင်းကို အလော်တကြီးဖွင့်ကြည့်မိပြန်သည်စီချုပ်နေသောကလေးငယ်တယောက် စီးသွားသလိုရေပန်းကလေးဆက်ခနေကျပြီးရက်တန်သွားပြန်သည်ရေအိမ်ထဲမှာလည်းဤပုံစံအတိုင်း ကျွန်တော်စဉ်းစားရပြီမိကုံးတွေကမဖိတ်ခေါ်ပဲတကူပီတကူပြည့်ပြည့်ဝင်လာ၏တကယ်တော့ဤအဖြစ်က ပထမဆုံးအချိန်မဟုတ်ဒုတိယမြောက်ကြုံတွေ့လိုက်ရခြင်းပင်ဖြစ်သည်မနေ့ကတော့ရေတင်စဉ်ရေမရှမ်းပြီးမော်တာ ပိတ်ခဲ့လေသလားဟုကိုယ်တွေ့နှင့်ကို ဖြေသိမ့်ထားခဲ့၏ဒီမနေ့ရေတင်စဉ်ကတော့ရေတိုင်ကြီးကို ရေရှမ်းသည့်အထိစောင့်ကြည့်ပြီးမှရေမော်တာပိတ်ခဲ့ခြင်းပင် တစ်ချိန်တင်းထားလျင် ကျွန်တော်တယောက်တည်းနေဖြင့်နှစ်ရက်ခန့်အသုံးပြုနိုင်သောပမာဏကအခုတော့၁၀နာရီမပြည့်မီမှပင်ဒုတိယအကြိမ်မြောက်ပြတ်တောက်သွားပြန်လေ၏လောကတွင် လူဘဝသည်ဒုံလဘတရားတစ်ခုဖြစ်တဲ့ကဲ့သို့မြို့ပြတွင်ရေသည်လဲဒုံလဘတစ်ခုမိလာချိန်တိုက်ဆိုင်လာမှမိလာတော်လဲတတိုင်လုံးအတွက်ရေလောင်ကန်တဲ့တွင်ရေမရှိပါက အချိန်အတိုင်းတာတစ်ခုတည်းထပ်ဆောင်ရပြန်သည် ရေနှင့်ပတ်သက်၍လွန်ခဲ့သော3လခန့်ကအခြေအနေတွေကို ပြည်တရီရမိဤတိုက်ခန်းသို့ရောက်၍တပတ်နီးနီးရှိမှပွဲစားပြောသော ရေမီအဆုံးရှိသောအဖြစ်ကိုရရှိခဲ့သည့်အဖြစ်အင်ရှင်နှင့်အစဉ်မပြေမှုတစုံတရာကြောင့်နောက်ဆုံးနေထိုင်သွားသူတို့ကကျင့်သုံးခဲ့သောမြေလံစနစ်၏တည်ရောက်မှုကို ခံစားရသူမှ ကျွန်တော်သာဖြစ်ရေမော်တာပြင်းပြီးသည့်အချိန် ရေတိုင်ကြီးတဲ့ပြည့်နေနေသော အမိုက်ဆာများခိုသေးကောင်းများပိုက်လိုင်းတဲမှ ပိတ်ဆို့မှုများအားပြန်ပြန်ရှင်းလင်းကြရသည်သည်အဆိုဆုံးမှာဂရိမတိခြင်းသောအင်ရှင်၏အကြက်ကင်မှုကြောင့်လျှက်စစ်ပြုပြင်ကရေမော်တာအစရှိသည့်မွမ်းမံပြင်ဆင်ရခြင်းများအတွက်ငွေကြေးတဝက်ကိုစိုက်ခဲ့ရသည်ဖြစ်သည်ရေတစက်မျှကြမလာတော့မှန်းသိနေတော်လဲရေပိုက်ကောင်းတွေ၏ဘားတွေကိုလိုက်ဖွင့်ကြည့်နေမိပြန်သည် ဘေကျင်တဲ့စုပုံထည့်ထားသော ပကံချို့ကိုကြည့်ရင်စိတ်ပြတ်သွားသည်တောက်တစ်ချက်ခက်ပြင်းပြင်းခောက်ရင်ခြေတန်ကြမ်းကြမ်းနှင်းကရေမော်တာပြန်ပောင်းရသည်ရေတိုင်ကီကိုမော့ကြည့်ရင်ရေကြတန်းကိုနားဆွင့်ရသည်တမိနစ်နီးပါးကြာမှဆန့်ငင်ဆန့်ငင်ကြသားသောရေတန်းကို ကြားလိုက်ရသည်ပဝန်းကျင်တွင်ဆက်သွယ်ရေးဧရိယာပြင်ပတွင် ရောက်ရှိနေတတ်သောကြောင့်ဘေတိုက်ခန်းရေမော်တာပြက်နေကြောင်း ကျွန်တော်ဘယ်တော့ခါမှကြားသိရလိမ့်မည်မဟုတ်သို့တော့ကျွန်တော်အကြီးကကျွန်တော်အပေါ်ထက်၆လွားစီရောက်သွားသည်ကျွန်တော်ရေတိုင်ကြီးကသူတို့တိုက်ခန်း၏အနောက်ဘက်ကလျဲတိုက်ရှိမျက်နှာချင်းဆိုင်မှရှမ်းခေါက်ဆွဲဆိုင်လေးတွင်ထိုင်ရင် ကျွန်တော်ခန်းဝေယန္တာစီလှမ်းကြည့်တိုင်းအပေါ်ထက်မှဝေယန္တာကို တွေ့ရတတ်သည်အဝတ်လှမ်းသည်ဖြစ်စေပန်းအိုးရေလောင်းနေသည်ဖြစ်စေခေါင်းလောင်းကျိုးဖြင့်ပဲပြုတ်ဝဲနေသည်ကိုဖြစ်စေ ်ထိုဝေယံတာကမြင်ကွင်းကမကြည့်တော့လဲမျက်ဝန်းတဲလာလာညိနေတတ်၏အသက်50နီးပါးစီပိုင်းခန္ဓာကိုယ်ကြီးနဲ့အမျိုးသမီးကြီးတယောက်မရှိခိုးနိုးနိုးတန်တရားမိုးတိမ်များ စနေရသည်ပတ်လုံးအုံမိုင်းနေတတ်သည့်အကြည့်ပိုင်ရှင် မိမငယ်နှစ်ဦးအမျိုးသားဝအမျိုးသမီးဝအထက်မျိုးစုံ၏ချိတ်တွဲလောင်းကြားခေါင်းပြူလာတတ်သောကျွဲကော်မျက်မှန်ကြီးနှင့် အဖိုးအပေါ့ဆတူ လေကားအတက်စင်တိုင်းတရေအိပ်ပြပြတစ်ခုကိုဂျိုင်းကြညှက်ရင်းမတန်တဆခန္ဓာကိုယ်ကြီးနှင့်ကန်ထရိုက်တိုက်တလုံး၏လေကားတစ်တွေပေါ်မညာမတာတည်းဤနင်းကျိတ်သွားတတ်သည့်အမျိုးသမီးကြီးကိုကျွန်တော်အော်ဂလီဆန်လာသည်ခပ်ပင်ပင်မော့ထားသောညနာအေးဖောင်ဖောင်ကြီး၌အပြုံးလေးတစ်စက်ပင် တွဲခုမနေခဲ့အခုတော့ကျွန်တော်ရေတိုင်ကြီးတဲ့ပလတ်စတစ်ပိုက်ပျော့လေးတစ်ချောင်းကိုခိုးချောင်ခိုးဝဲထိုးနှစ်ယူလျက် ူပေါင်းကြီးနှလုံးလုံးပါးစပ်နှစ်ဖက်တွင် တွင်းတဲ့ကြီးနှစ်ခုခြိုက်ဝင်သွားသည့်အထိပိုက်ပျော်လေးကိုဆုပ်ယူမည်ပြီးလျင်ပုံကြီးပုံငယ်များဖြင့်ခံယူကာသူတို့ညက်ပတ်ပေးရသည်။အရာရာကိုစေကျော်တုံးဆွဲကြလိမ့်မည်။ရေတွင်မှရေခတ်တလို့မဟုတ်သောကြောင့်မြည်သည့်ပုံတံတန်းနှင့်ဖြစ်စေဆွဆွဲမရ။ပဝန်းကျင်နှင့်အကွာအဝေးများလာသူမို့လူကြီးများမျက်ွယ်တွင်တိတ်တဆိတ်အနိုင်ကျင့်ခံလိုက်ရသော ကလေးငယ်တယောက်လုံးကျွန်တော်အဖြစ်ဒီနေ့စောလာကြီးလားလေးလော်မဖြတ်စင်းတကားဖွင့်တဲ့နဲ့အတူဤပဝန်းကျင်တွင် ကျွန်တော်ကြားရခဲ့သောနှုတ်ဆက်တန်ကိုရုတ်တရက်ကြုံလိုက်ရသည် ကြည့်လိုက်သောအခါအကြံအမောင်းညီနေသော အလေတန်းကျောင်းသူသမီးလက်ကိုဆွဲ၍ဆင်းလာသည့်သူမလက်တစ်ဖက်တွင်ထမင်းဘူးရေဘူးထည့်ထားသောချင်းတလုံးကချိတ်လျက်သား မြင်နေကြပုံစံအတိုင်းပုံစံရိုးရိုးချက်ပွားပွားပါတိတ်ဝမ်းဆက်နဲ့အားနေနေသည့်ပိုဟက်ဖြူလေးတကောင်လိုပင်ဆွဲဆောင်မှုမရှိတော့လဲပါဝါမျက်မှန်အောင်မှမြုံဝန်းတွေတဲ့ကြွသားမြောင်းမြောင်းတွေတစ်ဖြက်ဖြက်လှုပ်ခတ်နေကြ၏ကျွန်တော်ကမနေ့ပိုင်းတင်တန်းတစ်ခုကြောင့်လက်ဖက်ရည်တောက်ချင်းဘတ်စကားဆောင်ချင်းဘတ်စကားစီးချင်းတို့ကိုကြိုးတွက်၍ပုံမှန်ထက်အနည်းငယ်စောကထွက်ခဲ့ခြင်းဖြစ်သည် ။သူမကတော့ကလေးကို ကြောင်းလိုက်ပို့ခြင်းဖြစ်ကြောင်းထင်ရှားနေ။ဘလို့လဲအစဉ်ပြေးရဲ့လား။လေကားတဲ့တွေအတိုင်းခက်ခွာခွာဆင်းလာကြရင် သူမကမေးလိုက်ခြင်းပဲ။အီမေးကွန်းအမျိုးသားသည်သူမတို့ဇနီးမောင်နှံနဲ့ကြုံဆုံတိုင်းကျွန်တော်ကြားနေကြကျွန်တော်ကလည်းထုံးစံအတိုင်းပြပါတယ်အမအင်းဒါပေမဲ့ ထုံစံအတိုင်းပြေပါတယ်ဖြေးပြီးမှလွန်ခဲ့သောဇက်သက်တပတ်ထဲကမြုံနေခဲ့သည့်အနာကအစ်စ်ပြန်ဖြစ်လာသည်လွန်ခဲ့တဲ့တပတ်လောက်ကတော့ဗျာစကလုံးတွေမကြမ်းတမ်းရအောင်သတိထားရွေးချယ်နေရသည်ကျွန်တော်တချင်းရေမော်တာမောင်းပြီးတင်ထားရင်နှစ်ရက်နီးပါးတုံးခဲ့ရတဲ့ခြေကနေ့တစ်ဝက်မကြိုသေးဘူးပြက်ပြက်သွားတယ်အဲ့ဒါတရက်ထဲမဟုတ်ဘူးတုံးရက်ဆက်တိုင်း ျွန်တော်ပေါ်တဲ့၆လွာက ရေခိုးသည်ဟု အလွယ်တကူသဘောပေါက်စေမည့်စကားကိုရွေးသုံးလိုက်ခြင်းဖြစ်တော်လဲသူမကရေတိုင်ကြီးများ ပေါက်နေလို့လားဟုပြန်ပြောသည်တိုင်ကြီးပေါက်နေရင်ရိုးနေတာမြင်ရမှာပေါ့ကျွန်တော်ကတော့တခုခုမှားနေပြီလို့ထင်တာပဲကျွန်တော်ဆိုလိုသည်ကိုခက်ရှင်းရှင်းနားလည်စေခြင်းသောရည်ရွယ်ချက်ဖြင့်ကျွန်တော်တဆင်တက်လာ၏အမစဉ်းစားကြည့်ဗျာ ော်တော်အံ့ဩဖို့ကောင်းတဲ့လူတွေပဲအဲ့လိုရေကိုတောင်မှလွန်စွာအောက်တန်းကြသည်ဟုအတိတ်ပဲကြအောင် ကျွန်တော်အနည်းဆုံးပြောချလိုက်သည်ဒီတော့မှသူမကဖြက်ခနဲလှည့်ကြည့်သည်ကျွန်တော်ခြေနဲ့သွားသည် စိတ်ထားသောစိုးစိမ့်မဲ့နှကန်ပပတွေက အလျားအနေငယ်ဆန့်သွားကြ၏သူမပြုံးလိုက်ခြင်းဖြစ်သည်ပြီးတော့ခေါင်းလေးတစ်ဆက်ဆက်ငြိမ်ပြနေသည် ဤအမူအရာသည် ကျွန်တော်နင်နာမှုအတွက်လုံလောက်သောထောက်ခံမှုလေလားကျွန်တော်အလံတကြားပြန်ကြည့်လိုက်မိသည်မဟုတ်ပါ လုံးဝမဟုတ်ပါမမတို့လည်းကြုံခဲ့ဘူးတယ်ဟူသောအတိတ်ပဲကိုလည်းတက်ရောက်နိုင်၏ဒါဒါဆိုလေကားရစ်တွေတိုင်းဆင်းနေသော ကျွန်တော်ခြေလမ်းတွေဖျို့ဖျဲဖြစ်ကုန်သည်အိမ်အတွင်းထဲတွင် ခိုးယူပစ္စည်းနှင့်တကား အင်ရှင်အမိခံလိုက်ရသောတကိုးတယောက်လိုစိတ်မိထားသောလူတယောက်ပေါ်မှာချွေစည်းတွေပြန်ပြီးပါစကားမှထမှန်ပြောမထွက်တော့အကယ်၍ထိုချိန်တွင်သာ မြင်ကြီးတဲ့လေကားရင်အဆုံးထိမရောက်သေးပါက ကျွန်တော်မိခဲ့သူဆက်လက်ဖြစ်ပျက်သွားမည်ကိုယခုအချိန်ထိကျွန်တော်မတွေ့တတ်နိုင်သေးသူမကဟန်မပြက်နှုတ်ဆက်၍အလေတန်းကြောင်းပတ်သို့ချိုးကွေလိုက်သည်နှင့် ကျွန်တော်လဲကားဂိတ်နာမလက်ဖက်ရည်ဆိုင်စီတုတ်ချေတင်ခဲ့တော်၏6လစာချုပ်ပြည့်သည်နှင့်ကျွန်တော်လဲထိုတိုက်ခန်းလေးမှထွက်ခွာခဲ့၏ဘတ်စကားစီရင် မကြာခဏဖြတ်သွားမိတိုင်းကားပြတင်းပေါက်မှအသေးချာကြည့်မိတော်လဲထိုပတ်ဝန်းကျင်မှဖုံးဆိုင်လေးကို၎င်းစာအုပ်ဆိုင်လက်ဖက်ရည်ဆိုင်ကို၎င်းကျွန်တော်ပြန်မရောက်တော့ဤအချိန်မှစ၍ရေတွက်ပါက ထိုနေရာလေးမှကျွန်တော်ပြောင်းရွှေ့ခဲ့ဒီမှာ၃နှစ်ခန့်ကြာခဲ့ပြီဖြစ်၏သို့တော်ရေဖြင့်တစုံတရာကို စေကျော်တန်စင်အုံပြူတိုင်းရေကြောင့်စွန်ထင်းညထေးသွားခဲ့ရသောကျွန်တော်လက်ပြာကို ကျွန်တော်ပြန်မြင်တက်လေရှိသည်မိုးကြော်စင်းရွှေမြုပ်တွေရုပ်စုံမဂ္ဂဇင်းဧပြီလ2014နာဆင်ပေးခဲ့ကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ